ညစီရောရောဘောဒီချေရိုးတွေဒီသတင်းကျုပ်ကာလာလေးမှာပေါ့နော်သတင်းကျုပ်နဲ့ဆိုင်တဲ့ကိုရီးယားလူမျိုးလေးတွေလေ့လာရမှာဖြစ်ပါတယ်။အပထမဆုံးချေရိုးသတင်းကျုပ်ဆိုတာလေးကိုပေါ့နော်ကျွန်တော်ကမြန်မာလူမျိုးတွေရဲ့ပွဲတော်ဖြစ်တဲ့အတွက်ကြောင့်ဒီအတန်အတွက်အတိုင်းအောင်ချေရိုးကိုရီးယားလိုလိုက်ရေးတဲ့အခါမှာတိတိကျကျတော့မရှိဘူး။အဲ့တော့မျိုးမျိုးဟောပြောဆိုကြတဲ့ကွဲပြားနိုင်တယ်။အဲ့တော့မျိုးမျိုးဘယ်လိုခေါ်ကြလဲဆိုရင်သတင်းကျုပ်ကိုဒေါ်ရင်ကျုပ်လို့လည်းခေါ်တယ်။နောက်ဒါရင်ကျုပ်လည်းပြောတယ်။ဒေါ်ရင်ကျုပ်အဲဒီလိုလည်းခေါ်ကြတယ်ပေါ့နော်။ချဲအနေနဲ့ကတော့ဒေါ်ရင်ကျုပ်လို့ပြောလိုက်မယ်။အဲ့တော့ဒေါ်ရင်ကျုပ်သတင်းကျုပ်ပွဲတော်ဆိုလို့ရှိရင်ဒေါ်ရင်ကျုပ်သူတေ ဒါမို့လဲသတင်းချုပ်မိထုံပွဲတော့ဆိုလို့ရှိရင်သတင်းချုပ်ဒုံဘူးချုတ်တဲ့เนาะမိထုံပွဲတော့ဟုတ်ပြီเนาะဘာပြင်းဒီကိုချေတော့ဒေဘိုရွန်နာလ်ဒေဘိုရွန်နာလ်အဲ့တော့မြတ်စွာဘုရားရှင်ကိုဆိုလို့ရှိရင်ဘူချောနမ်ဘူချောနမ်နောက်ထပ်ဒီယဟန်တန်ဃာကြီးကိုဆွညော့ဆွညော့လည်းပြောလို့ရတယ်ဆွနင်ဆွနင်ကတော့ဒါယူဒေတမှုနဲ့ပေါ့เนาะသုံးတယ်အာနောက်တစ်ခုကကြတော့ချေတော့ဒီဖျောင်းနိုင်မီကိုချိုပူချိုပူ တကယ်လို့မီဘုံလို့အဲနော်မီဘုံမီအိမ်ဒါမျိုးလေးဆိုလို့ရှိရင်ယွန်ဒွန်းနောက်ထုံနီဒွန်းစကူလေးနဲ့လှုပ်ထိုင်းမိဘုံလေးဆိုချုံကြီးတန်းလို့တော့ရတယ်။နောက်မိသီးအဲမိသီးမိလုံးနေဆိုလို့ရှင်လဲချုံကူဒါမှမဟုတ်ဂျုံညွန်တုံးလို့ရတယ်။မိရှူမိပန်းလို့ဆိုလို့ရှင်ဖို့ကျူဖို့ကျူအဲ့ဒါကိုခြေရောကမိထွန်းတီလို့ပြောချင်တယ်ဆိုရင်ဘူလွန်ပါခီတာ ဘူလွန်ပခိရာတကယ်လို့ဖျောင်းနိုင်ပြီလေးတွေနဲ့အလားဆင်နေဆိုရင်တော့ချိုပူရိုဂျန်ရှိခါရာချိုပူရိုဂျန်ရှိခါရာဥမာရေထဲမှာတချို့လို့ပေါ့နော်ဒီမိဘုံလေးတွေညှောတယ်လို့ပြောချင်နေဆိုရင်ဘူလူဘီရဲ့ဂျုံကြီးဒငွန်းတွေ့ဦးတာအဲ့လိုလဲပြောလို့ရရတယ်မိဘုံတွေကိုလွတ်တင်နေဆိုလို့ရှိရင်ယုံဒုံငွန်းနာလီတာယုံဒုံငွန်းနာလီတာနောက်ထပ်ဒါလူကြီးမိဘတွေကိုကြောတဲ့ကိစ္စမှာဆိုလို့ရှိရင်လဲဦးစောလုံးဒီကဲချောလုံးဟာတာ ဦးစောလုံးတကယ်ချောလုံးထားတာဒါလူကြီးမိပါရေခရော်တဲ့အခါမှာတို့ရာစုပြန်ပေးရဆိုလို့ရှိရင်စုပေးတာကိုဒေါ်တန်မွန်ဟဲ့ချူတာဒေါ်တန်မွန်ဟဲ့ချူတာနောက်ထပ်ဒါမို့လို့မုတ်ဖိုးတို့နောက်ပြီးတော့လက်ဆောင်နေပေးရဆိုလို့ရှိရင်တော့ယုံတုံမုတ်ဖိုးကလက်ဆောင်ဆိုရင်ဆုံးမှုဆုံးမှုလုံးဂျူနီတာရရပေါ့နော်စိုက်တူပြောလို့ရတယ်โอเคအဲ့ဒါဆိုလို့ရှိရင်ခုလောက်ဆိုရင်တည်င်းချွတ်နဲ့ပတ်သက်တဲ့စလုံးလေးတွေတော်တော်များများကိုလေးလာမှတ်သားပြီးပြီလို့ထင်ပါတယ်အဲ့နောက်ထပ်လည်းသိချင်တာလေးရရှိရဆိုရင်တော့ဒီချိန်ကိုခွန်မန်လေးမှာမှတ်ခဲ့ပေးပါရှင့်